ဖေ့ရဲ့အငွေတက်တူပေါ့အဖေတို့ခင်ဗျာဦးဒါဘယ်လိုပဲခင်ဗျာဦးရုပ်ရှင်မိသားစုရုပ်ရှင်မိသားစုပေါ့သူတို့ရဲ့အငွေတက်တွေအများဆုံးဒီထဲမှာစီမောတယ်ဘာနောက်ဒီကြောင်းအရှိပါဆိုလဲအရင်တော့ကဦးစလို့အဖေတွေအမေတွေခေတုန်းကလည်းလုံးဝတောက်လျှောက်ဒီလိုလာရင်လာပါလို့မယ်မဦးဝင်းသူတို့ပေါ့အကုန်လုံးဒီကြောင်းမှာရိုက်ဘူးပါတယ်ဟင်ခက်က fighting မင်းသားလွယ်မများသည်ဒါပြောဒီကြောင်ကတော့ဒါတည်းမွေမွေလို့မင်းသားမရှိတော့ပါပဲသူမျိုးသားချင်းအရင်ခြားရတော့အဖေပဲအမေပဲတရားမှာတော့ဖိတ်မလာပါဘူးလိုင်းပေါ်ကနေတွေ့ရဆိုရင်တော့ ။ဒါရောက်ချင်းညင်ချင်းညင်လို့ရပါတယ်လို့။နှစ်ဖက်ဆိုမျိုးတွေဘယ်သူမှမဖိတ်တော့ပြောရတယ်ညမလေးပါမပါဘူး။ဒါပေမဲ့သူတို့စိတ်ထဲရလာကြင်စိတ်ရှိရင်တော့လာမှာပဲမီဒီယာတွေတင်တာလေးတွေ့တယ်။လာကြင်တော့လာကြမှာပါ။ဒီလူရတယ်ဒီကလေးသေးသေးလေးကလာပြီးတော့ဥချပြီးတော့ဆိုတော့ပပားဘက်ခေါ်နေကြတယ်ပြီးတော့ဥစဲလို့ပြီးခေါ်လိုက်တော့အဲ့လေပီတီဖြစ်တာပေါ့ဒီအသက်ကြီးရောဒီရောဒီ ဥစဉ်တမီးလေးပေါ့လူဘွားတမီးလေးရယ်ဘာမှတမီးရမလို့သူကသူကပဲအကောင်လုံးပြောတာစကားတွေက17ရက်17ရက်တမီးနေအောင်တမီးနေအောင်17ရက်ဝတ်ပါမယ်သူမျိုးသားချင်းအရင်ချာတွေတော့အဖေပဲအမေပဲတရားမှတော့ဖိတ်မလာပါဘူးလိုင်းပေါ်ကနေတွေ့ရဆိုရင်တော့အားရချင်းညင်ချင်းညလို့ရပါတယ်တရားမှတော့ပြီးတဲ့ဖိတ်မလာပါဘူးလူမညာညီကောင်မောင်နှမတွေနဲ့မိသားစုမျိုးတွေပဲဖိတ်တာလားနှစ်ဖက်စုမျိုးတွေဘယ်သူမှမဖိတ်တော့ဘူးပြောရတယ်ညီမလေးပါမပါဘူးဒါပေမဲ့သူတို့ စိတ်ထဲကလာကျင်စိတ်ရှိရင်တော့လာမှာပဲမီဒီယာတွေတင်တာလည်းတွေ့တယ်လာကျင်တော့လာကြမှာပါဒါ50 50ပါပဲအခုချိန်ထိဒါဥရောအခုလူဘဝမှာစက်နိုင်တရားဥဆိုပြီးတော့ရောကျန်လောကဟောဂီတလောကဖြစ်လာတာဒီစက်နိုင်တရားဥတော်လို့မဟုတ်ပါဘူးဥသောလုံးမှာပညာကြီးအများကြီးလိုအပ်ပါသေးတယ်ဟိုတောက်ဆောင်လေးလေးလာနေရတာဘာမှမပြည့်မိသေးပါဘူးအဓိကဒီဒီအကယ်ဒီတရားတော်ဆိုလဲအကယ်ဒီဇမဥရဲ့တာဆိုတဲ့စိတ်ကလေးနဲ့ပရိသတ်တွေရောလူပညာရှင် တက်ကြီးဝါယူနီပညာရှင်တို့ဒရိုက်တာတွေအကုန်လုံးကလက်တွဲခေါ်ပေးကြတာပေါ့ဝိုင်းပြီးတော့ချစ်ပေးကြတာပဲသူစစ်တိုင်းကြီးကဥကိုချစ်တာမဟုတ်ပေါ့သူကတီးရတယ်ဆိုရင်စမာဦးရဲ့သားဆိုတဲ့ခုံလေးကိုအဖေမြင်လာကြောင်းချစ်ပေးကြတာပဲဘယ်လိုပဲချစ်ချစ်ပါတာဦးသားရတဲ့လူအများချစ်တာကိုဝမ်းသာပါတယ်ဘယ်လိုလေးခံစားမိလဲဆိုတော့အဖေတို့အမေတို့တက်ရှိထင်ရှားရှိရင်တော့ပိုကောင်းမယ်လို့ခံစားမိပဲကျွန်တော်တော့ဘာမှမရှိပါဘူးဒါအခုဆိုဒီနေ့လှုပ်ပေးတဲ့မူသားအမေတော်ခင်စန္ဒာတို့ဦးသွင်းဦးတို့နောက်ကိုမျိုးဝဲတို့မယမုံဦးတို့အကုန်လုံး အကောင်လုံးပေါ့တခြားတခြားသောနာမည်မခံတဲ့လူတွေရောပေါ့အကောင်လုံးနောက်ကိုမင်းသားကြီးတို့ရောအကောင်လုံးပေါ့ဒီနေရာနေကုသိုလ်တွေထပ်တူရပါစေလို့ဆုတောင်းလိုပါတယ်အဓိကကတော့အမေဆိုတဲ့အထက်ကိုအမေကတော့အဖေသွားရောက်လိုက်တဲ့အဖေရဲ့အငွေတက်တူပေါ့အဖေတို့ကျေပွဲဦးဒါဘလူးပဲကျေပွဲဦးရုပ်ရှင်မိသားစုရုပ်ရှင်မိသားစုပေါ့သူတို့ရဲ့အငွေတက်တွေအများဆုံးဒီထဲမှာစီမောနေတယ်နောက်ဒီကြောင်အရှိမဆိုလဲအရင်တော့ကကုသိုလ်အဖေတွေအမေတွေခေတုံးကလည်းလောကတောက်လျှောက် ဒီနေ့လာရင်လာပါလိမ့်မယ်မဦးမင်းသူတို့ကအကုန်လုံးဒီကြောင်းမှာရိုက်ဘူးပါလေရင်ခက်က fighting မင်းသားလွယ်မများသည်ဒါပြောဒီကြောင်းကသဲပဇာတဲ့မွင်မွင်ဘူးရမင်းသားမရှိတလောက်ပါပဲသေးတဲ့အခါကိုသူရတဲ့နည်းဒီကြောင်းရှိရသေးတယ်မှာလူရသေးတယ်ပဇာတဲ့ဝင်ပြီးအဲ့လိုတွေကိုရိုက်ခဲ့ရတာပါဒါအမတ်တရားကြောင်းပါဝန်တာတာကတော့အပေလေးမျိုးတွေကတော့အခုမှလူတာမဟုတ်ပါဘူးဟိုတစ်ခါကလည်းကြက်စီတမဲလေးဝေပေးပါတယ်အဲ့ဒီရင်ရင်လဲဖျားဘူးသွားသွားကားရိုက်နေပဲရောက်ရောက်ရောက်တဲ့ဖျားတိုင်းမှာရွှေတန်ကန်း ိန်စဲအကောင်လုံးကိုဘေရုံမျိုးနာမည်လှူပေးပြတာလေအမေတိုင်းအဲ့တော့ဘေရုံမျိုးတို့ကအခုမှထူးပြီးတော့မဟုတ်ဘူးအခုတော့အမေတို့လည်းပဲနေတဲ့တိတ်ထားကြတာတိတ်ကြီးကြီးမှမရှိပါဘူးအမေတိုင်းလှူပေးနေတာဆိုတော့တစ်ခါလှူတိုင်းတစ်ခါတော့တတိရတာပေါ့ဒါအတူတူပဲအဖေတဲ့တော့အမေကိုပူစရီးရတာပေါ့ဦးစင်းကအမေချစ်တဲ့သားလေးနောက်ဆုံးအမေမဆုံးရင်အတိမင်းမဆုံးရင်ဒီဦးစင်းလက်ပေါ်ပဲဆုံးတာဆိုတော့အဖေကမှဦးစင်းအသက်မမီလိုက်တာအမေကအသက်မီလိုက်ပါသေးတယ်အဲ့တော့ အမေရပူစရိယပေါ့အမေအတွက်ကတော့သူတောင်းပေးရတာဘာမှမရှိပါဘူးနောက်ဘဝလည်းနောက်ဘဝလည်းပဲဒီလိုအကယ်ဒမီစမာဦးပဲပြင်ပြပါစေလို့သူတောင်းပေးဖြစ်ပါတယ်ဒါအဖေတို့မေတို့ကအလူပညာကိုတကယ်ချစ်တဲ့လူတွေဆိုတော့သူတို့ဘဝစတဲ့စတဲ့လူပညာသမားတွေပဲပြင်ပြပါစေလို့သူတောင်းပေးဖြစ်ပါတယ်အဲ့ဒါကြတော့ဦးစင်းမေတို့ကြီးရောမေတို့ကြီးတယောက်မှမတိုက်တော့ဘူးဝတ်ဖို့ဒါကိုယ်စိတ်နဲ့ကိုယ်ဝတ်ချင်ဝတ်မိုးချင်နေ ဒါသူတို့ပြောကြတာမဲဝဲမို့ဖဖေပြောကြတာမဲဝဲခဲ့ရင်ငါတို့ယဟန်တရကဒါကမှဖြစ်မဲ့မင်းကတော့မယ်။ဖမဝဲခဲ့ရင်တော့ငါတို့လူပြေဆောင်တော့ပို့ထားပဲပြောတာပါ။ဒီဝိကုဝိကမဲဆိုရအမိတ်အာလိုင်းနဲ့တိုက်တွန်းတာမျိုးမရှိပါဘူး။ဒါပပေလုံးမျိုးလို့ဆိုဒါသာသမီနဲ့ဤကိုမော်လမလို့ဝတ်ငယ်ချင်းလို့မိဘလို့အရန်ကို close ဖြစ်တယ်ဆိုမှပါပါလေ။အခုဦးဇင်လို့လူတဲ့အလူလေးကို live ပေါ်ကကြည်နေတဲ့ခုနှစ်ရက်သာသမီကိုအခုလာရောက်မဲ့ခုနှစ်ရက်သာသမီတွေကိုဦးဇင်ရဲ့မိဘနှစ်ပါး ွဲလွန်ရတဲ့အဖိုးအဖွားတွေပြီးတော့ဦးစင်းရဲ့မွေးသားမိခင်ပါခင်တွေအကုန်လုံးကုသိုလ်ထပ်တူရပါစေလို့ဦးစင်းဒီနေ့ဆုတောင်းပေးပါတယ်